ားလုံးပဲမင်္ဂလာပါရှေးဦးစွာဖျားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အတူတကွနှုတ်ကပတ်တော်နဲ့ခွားအယူတီဆောက်ဖို့ရန်အတွက်ဖျားသခင်ဤဆုံးဖြတ်ချက်ကိုပြောင်းလဲစေနိုင်သောစုတောင်းသံဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွားအယူဖို့ခေါ်ဖိတ်ချင်ပါတယ်တခါတလေမှာကျွန်တော်တို့စုတောင်းတဲ့အရာတွေကိုဖျားသခင်ကမပေးတတ်ဘူးဘာကြောင့်လဲဆိုရင်ဖျားသခင်က မပေးဘူးလို့ဆုံးဖြတ်ထားသောကြောင့်ပဲဖြစ်ပါတယ်။သို့တော်လည်းဒီအရာတွေကိုကျွန်တော်ရဲ့ဘဝအသက်တာမှာဘယ်လိုအားဖြင့်ပြောင်းလဲစေနိုင်တယ်လဲဆိုရင်တော့ကျွန်တော်ရဲ့ဆုတောင်းသံအားဖြင့်သာလင် ပြောင်းလဲစေနိုင်တာ ဖြစ်တယ်။ဆိုတော့ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲစေနိုင်သော အရာကဆုတောင်းခြင်းပဲလို့ပြောရင် မမှားပါဘူး။စံစာထဲမှာ ကျွန်တော်တို့ကြည့်တဲ့အခါမှာ ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1မှာဘယ်သူရဲ့မိသားစုကို တွေ့ရလဲဆိုရင်အေလကာနာရဲ့မိသားစုကိုတွေ့ရမှာဖြစ်ပါတယ်။အေလကာနာမှာမယားပိနေနာနဲ့ဟာနာဆိုပြီးတော့မှနှစ်ယောက်ရှိပါတယ်။သို့တော်လည်းပဲပိနေနာမှာတော့သားသမီးရှိပြီးဟာနာမှာ သားသမီးမရဘူး။ဘာကြောင့်လဲဆိုတဲ့အရာကိုစံစာထဲမှာ ပြန်ပြီးကြည့်တဲ့အခါမှာဓမ္မရာဇဝင်ပရမဆောင်ခန်းကြီးတအငယ်9မှာထောင်ရဘုရားဟာတဲ့ဟာနကိုတားဖွာသော အခွင့်ကိုပြီးတော်မမူတဲ့ဘုရားကိုတော်တိုင်ကဟာနကိုတားဖောက်ခွင့်မပေးဘူးဒါကြောင့်ရစ်ပူဇော်တဲ့အချိန်ရောက်တဲ့ခါတိုင်းအခါတိုင်းမှာဟာနဟာအင်မတန်မှဝန်းနေရတယ်စိတ်ပြည့်ရတယ်ဘာကြောင့်လဲသူ့မှာဖျားပေးတဲ့တာမရှိသောကြောင့်ဖြစ်တယ် သူ့ဘဝမှာစီးစိမ်ဥစ္စာတွေပစ္စည်းတွေလိုလေသေးမရှိ သူ့ရဲ့ဘဝအသက်တာမှာကျွဲဝတယ်သူ့ရဲ့ခင်မွန်းတယ်ကလည်းနဆသောကောင်းကြီးကိုပေးတယ်သို့တော့သူ့မှာအ धिक လိုအပ်တဲ့အရာကဘာလဲဆိုရင်သာသမီယရနာအမွေဥစ္စာ ဖြစ်တယ်ဒါကြောင့်သူ့ဘဝမှာဘလောက်ပဲစီးစိမ်ဥစ္စာတွေကျွဲဝနေပါလိမ့်စီသာသမီမရှိတဲ့အတွက်ဝန်းနေရတယ်ဆိုတဲ့အရာကိုတွေးရတယ်ဒါကြောင့်သူက ဘာလို့လဲဆိုရင်ရည်ပူဇော်ဖို့ရန်အတွက်သွားတဲ့အခါတိုင်းအခါတိုင်းမှာသူကဖျားသခင်ရဲ့ရှေ့တော်မောက်မှာမျက်ရည်နဲ့ဆူတောင်းလေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတွေ့ရမှာဖြစ်တယ်ဓမ္မရာဇဝင်ပရမဆောင်ခန်းကြီး1အငယ်30မှာဟာနသည်ညိုးငယ်သောစိတ်နှင့်ထ၍မျက်ရည်များစွာ ကြလက်ထာဝရဖျားကိုဆူတောင်းသည်ကဟာနရဲ့ဘဝအသက်တာထဲမှာ အင်မတန်မှညိုးငယ်တယ်ဒီလိုမျိုးမိသားစုနဲ့သွားတိုင်းသွားတိုင်းမှာသူ့ဘဝမှာဖျားပေးတဲ့သားသမီးယရနာမရှိတဲ့အခါမှာပျော်ရွှင်မှုကိုမခံစားရဘူးဒါကြောင့်ညိုးငယ်တယ်စိတ်တကြတယ်စိတ်ပြတ်တယ်အားငယ်တယ်မျက်ရည်များစွာ ကြာပြီးဖျားရဲ့ရှေ့မှာဆုတောင်းတယ်ဆိုတဲ့အရာကို တွေးရတယ်သူ့ရဲ့ဝမ်းကတည်နေပြီဘလို့မှ သားသမီးယရနာမရနိုင်တော့ဘူး ဆိုတော့ဒီအရာကိုသူတိလိုက်ရတဲ့အချိန်မှာ သူအင်မတန်မှဝမ်းနေတယ်စိတ်တက်ကြတယ်စိတ်ပြတ်တယ်အားငယ်တယ်ဒါကြောင့်မလို့သူကဖခင်ရဲ့ရှေ့တော်မောက်မှာမျက်ရည်တွေကြာပြီးတော့မှဆူတောင်းတယ်ဆူတောင်းတဲ့အတန်တော်မထွက်ပဲနဲ့ပါဇက်လုတ်တဲ့အရာကိုပဲမြင်ရတယ်ဆိုတဲ့အရာကိုစံစာတွေကပေါ်ပြတယ်အဲ့တော့သူကဘာကိုဆူတောင်းတယ်ဆိုရင် သူ့ကိုမမေ့ရော့ပါနဲ့ သူ့ရဲ့ဆင်းရဲခြင်းကိုကြည့်ရှုအောင်မေ့ပြီးတားယောက်ျားကိုပေးရင်တဲ့ဖခင်အတွက်ပြန်ပြီးအဲ့ဒီတားယောက်ျားကိုပေးမင်းဆိုတဲ့သစ္စာဂတိပြုပြီးတော့မှဖခင်စီမှာသူဆုတောင်းတယ်ဆိုတဲ့အရာကိုတွေးရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလည်းပဲဖခင်သခင်ရဲ့ရှေ့တော်မောက်မှာဖခင်ဆုံးဖြတ်ထားတဲ့အရာတွေရှိတော်냐လည်းပဲကျွန်တော်တို့ဆုတောင်းရင်ဖခင်ကသူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲတယ်ဆိုတဲ့အရာကိုဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာလည်းပဲဖယားသခင်က မပေးဘူးလို့ဆုံးဖြတ်ထားတော်လဲပဲကျွန်တော်တို့ရဲ့ဆုတောင်းတန်ကြောင့်ဖယားသခင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးနိုင်ပါတယ်ဆိုတော့အဲ့ဒီအရာကိုယေဘရဟိတ်အေလိကတွေးတဲ့အခါမှာသူကနောက်ဆုံးမှာဟာနာကိုဗာပြောလဲဆိုရင်ယခုဆုတောင်းသည့်အတိုင်းဣတိလ အမျိုးရဲ့ဖခင်သခင် ပေးသနာတော်မူပါစေတော်ဆိုပြီးတော့မှ ကောင်းကြီးပေးလိုက်တဲ့အခါမှာဟာနာဟာတာယောက်ကြားလေးကိုရတယ်သူ့ရဲ့ဆုတောင်းတန်ကြောင့်ဖခင်သခင်က သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပေးပြီးတာဖွာခွင့်ကို ပေးတယ်ဟာနာကလည်းဖခင်ကိုဂရုပေးတဲ့အတိုင်းပဲတူဦးဒီတော်သူ့ရဲ့သားလေးကိုဖခင်ထံမှာပြန်လဲပြီးတော့မှပေးအပ်တယ်ပူဇော်တယ်ဆိုတဲ့အရာကိုတွေ့ရမှာဖြစ်တယ် ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူများအယောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာတကားတလေမှာငါဆုတောင်းရင် ဖြစ်မှဖြစ်ပါမလားဖရာပေးမှပေးပါမလားဟာဖရာသခင်ကမပေးတော့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့တန်တရားကိုဖယ်ထားပြီးတကလဖရာသခင်ကဒီနေ့စံစာထဲမှာဖော်ပြထားတဲ့အရာကမပေးဘူးလို့ဆုံးဖြတ်ချက်ချထားရင်တောင်မှတင့်ရဲ့ဆုတောင်းတဲ့တင့်ရဲ့ကျိုးပဲ့ချီးမွားတဲ့နှလုံးသားနဲ့မျက်ရည်တွေကိုကြည့်ပြီးတော့မှဖရာကသူ့ရဲ့ဆုံးဖြတ်ချက်ကို ြောင်းလဲတယ်ဆိုတဲ့အရာကိုတွေ့ရမှာဖြစ်တယ်။ဒါကျွန်တော်တို့လူသားတွေအတွက်ယုံကြည်သူတွေအတွက်ဝမ်းမြောက်စရာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့အယောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာဆူတောင်းတဲ့အခါမှာအာမလျှော့ပါနဲ့။အမြဲတမ်းမျက်ရည်တွေနဲ့နှလုံးချေကွဲစွာနဲ့ဖျားထံမှာဆူတောင်းမယ်ဆိုရင်ဖျားကသူ့ရဲ့ဆုံးဖြတ်ချက်ကိုတောင်ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့အရာကိုဝမ်းမြောက်ဝမ်းသာစရာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုတော့ဒီနေ့ကျွန်တော်တို့အယောင်ချစ်စီတိုင်းရဘဝအသက်တာထဲမှာလည်းပဲဟာနာကဲ့သို့ဆုတောင်းခြင်းအားကြီးသောသူ ဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်။ရှမွေလလေးဟာဘုရားသခင်ရဲ့အမှုတော်မြတ်ထဲမှာအကောင်းဆုံးပါဝင်နိုင်တဲ့အဓိကအကြောင်းအရင်းကဆုတောင်းအားကြီးသောမိခင်က သူ့ရဲ့နောက်ွယ်မှာပံ့ပိုးပေးနေသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ကျွန်တော်တို့ ယုံကြည်သူများအယောင်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာကိုယ့်ရဲ့သားသမီးတွေအတွက်ဆူတောင်းပေးခြင်းက အချင်းအနီးမဟုတ်ပါဘူးကိုယ့်ရဲ့သားသမီးတွေကိုနောက်ွယ်ကနေကောင်းကြီးပေးတဲ့ဆူတောင်းတဲ့အရာအရာတိုင်းကကိုယ့်ရဲ့သားသမီးတွေအတွက်တကယ်ပဲကောင်းကြီးမင်္ဂလာကိုဖြစ်စေတယ်အမှုတော်မြတ်ထဲမှာအောင်မြင်စေတယ်လုပ်ငန်းကိန်းကန်းတွေကိုအောင်မြင်စေတယ်ဆိုတော့မိခင်ဖခင်များရဲ့ဘဝအသက်တာထဲမှာလည်းပဲနောက်ွယ်ကနေအမြဲတမ်းမိမိရဲ့သားသမီးများအတွက် ကောင်းကြီးပေးဆုတောင်းနိုင်တဲ့မိခင်များဖခင်များဖြစ်ဖို့ရန်အတွဲအားပေးခြင်းနဲ့နောက်ဆုံးဟာနာရဲ့ဘဝအသက်တာဘယ်လောက်ထိဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရလဲဆိုတဲ့အရာကိုကြည့်တဲ့အခါမှာသူ့ရဲ့ဂတိအတိုင်းသူ့ရဲ့သားလေးရှမွေလကိုဘုရားတန်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာဘုရားကသူ့ကိုအံ့ဩပွေရသားသမီးယရနာတွေကိုလည်းပြန်ပြီးပြင်ဆင်ပေးတယ်။သား၃ယောက်သမီး၂ယောက်ကိုပြန်ပြီးထပ်ရတယ်ဆိုတဲ့အရာကိုတွေ့ရမှာဖြစ်တယ်။ ဆိုတော့ဒီနေ့ဒီအရာကိုကြည်ချင်းအားဖြင့်ဖရားသည်တကယ်ပဲကျွန်တော်တို့ရဲ့နှလုံးသားကိုကြည်ရှုတဲ့ဖရားဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်တာကိုကြည်ရှုတဲ့ဖရားဖြစ်တယ်ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ဘယ်လိုမျိုးသူ့ကိုချီးကပ်တယ်လဲဆိုတဲ့အရာကိုကြည်ရှုပြီးတကလာသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲပေးုံသာမက ကျွန်တော်တို့ရဲ့အသက်တာအပြင်လဲထပ်ဆင့်၍ကောင်းကြီးမင်္ဂလာတွေကိုပြန်ပြီးပေးနိုင်တယ်ဆိုတဲ့အရာကိုဟာနာရဲ့အသက်တာအပြင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဟာနာသူ့ကိုဘုရားကတားဖွာခွင်လုံးဝမပေးထားဘူး။သို့တော့နှလုံးကြည်ကွဲတဲ့အသက်တာနဲ့ဘုရားထံမှာတိုးဝင်တောင်းလျှောက်ဆုတောင်းတဲ့အခါမှာရှမွေလာယုံရယုံသာမက နောက်ထပ်သာသမီ9ယောက်ကိုလည်းထတ်ရတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတယ်။ဒါကြောင့်မိတ်ဆွေအတင်းနဲ့ကျွန်တော်ရဲ့ဘဝအသက်တာမှာအခက်အခဲတွေရှိပါလိမ့်မယ်။အတားအဆီးတွေရှိပါလိမ့်မယ်။ဒီအရာကဘုရားမပေးလို့လည်းဖြစ်ပါလိမ့်မယ်။သို့တော်လည်းတင်အားမလျှော့ဘဲနဲ့တင်ဆုတောင်းပါဒီအခါမှာဖခင်က သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပေးပြီးတကလာတင့်အတွက်လိုအပ်တဲ့ကောင်းကြီးမင်္ဂလာများကိုဟာနာကဲ့သို့ပြင်ဆင်ပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနှုတ်ကပတ်တော်လေးအနှဲငယ်အဖြစ်တိုက်တွန်းခွာပေးဝင်ကားပါတယ်အားလုံးပေါ်မှာဖះရှင်ဆက်လက်ကောင်းကြီးပေးပါစေ။